အားလုံးပဲမင်္ဂလာပါရှင်။ကတ်တွန်းဖေတဲ့ရဲ့စပရိတာကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဘူကျုံနှစ်ကျွန်တော်လို့အမည်ရပါတယ်။ခုတခါရေးသားသူကတော့ညိုမြမောင်တုမနာဖြစ်ပါတယ်။ဘူကျုံအောင်ဆန်းနှစ်မောင်တုမနာတို့မှာចောင်းနေဘက်တငယ်ချင်းအရင်းချာများဖြစ်ကြပေသည်။ចောင်းနေဘက်ဟုဆိုရ၌ပစိုးခွင်းတိုင်းလျက်ဖင်မလုံးကောင်းမလုံးဘုံကြီးចောင်းတွင်ခုံရင်းထိုးခဲ့ကြခြင်းမဟုတ်ပေ။မြမပြည်၌အကြီးအကျယ်ဆုံးဖြစ်သောအဓိပတိထိပ်သီးအေယာမှရန်ကုန်တက္ကသိုလ်ကြီး၌ စပေအတူတင် जा နေထိုင်ခဲ့ကြရာမှသူနှစ်ကျွန်တော်ပူပေါင်း၍ထိုเจ้าတော်ကြီးကိုမိရှုက1936ခုတပိတ်ကြီးအားနှုတ်ဆော်ပေါ်ပေါက်စေခဲ့သူများဖြစ်ကြပေသည်။ကိုအောင်ဆန်းနှင့်ကျွန်တော်စတင်တွေ့ဆုံပုံကိုယနေ့တိုင်မှတ်မိပါသေးသည်။ပကိုးเจ้าဆောင်အပေါ်ဆုံးတက်ရှိကျွန်တော်ဤဝမ်းခွဲအကိုကိုတက်ထွဤနေထိုင်ရာလက်ထောက်အဆောင်မှုအခန်းရှိကလေးအတွင်တရားတ၌စကားပြောနေကြစဉ်ကိုအောင်ဆန်းရုတ်တရက်ဝင်လာလေသည်။ကြောင်လေလေမချိုးမချင်းမျက်နှာထားဖြင့်ကျွန်တော်က သူကအတန်ကြာကြာကြည့်နေပြီးနောက်ဒီနှစ်အတွင်းကိုလူကို တက္ကသိုလ်တမကမှာအက်ဒီတာဖြစ်နေခံထားခြင်းနဲ့ဟုပြောလေသည်ခုနှစ်မတိုင်မီကသူနှစ်ကျွန်တော်ကောင်းစွာတည်ကြံခြင်းမရှိခဲ့ပေထို့သောရင်းနှီးခြင်းမရှိပါပဲလျက်ယခုလိုအရေးကြီးသောအလုပ်တစ်ခုကိုကျွန်တော်အားယုံကြည်စွာလာရောက်ပုံအပ်ခြင်းကြောင့်အတော်ပင်အံ့ဩသွားမိလေသည်သူမနာကထိုင်မောင်းပါအခုလိုကျွန်တော်ကိုရွေးချယ်ချီးမြှင့်တာတော့ဟုတ်ပါပြီ။ဝမ်းလဲတာပါပဲ။ဒါပေမဲ့ကျွန်တော်ကအိုင်အီတောင်အောင်သေးဘူးဗျ အဲ့ဒီဒါဆိုတာဘီအထက်တန်းကျောင်းသားကြီးတွေဘာတွေဒါလုပ်ဖို့ကောင်းတယ်ကိုအောင်စန်းကစာပေဘက်မှာဝါသနာပါပြီးရေးတက်ဖတ်တတ်တဲ့သူကိုခန့်ရင်အကောင်းဆုံးပဲခမားကညူမြကလောင်အမည်နဲ့ကဏ္ဍလောကမှာရောက်နေတဲ့မဂဇင်းမှာရေးတဲ့ကိုအောင်စန်းကစာပေဘက်မှာဝါသနာပါပြီးရေးတက်ဖတ်တတ်တဲ့သူကိုခန့်ရင်အကောင်းဆုံးပဲခမားကညူမြအကလောင်အမည်နဲ့ကဏ္ဍလောကမဂဇင်းမှာရေးတဲ့စာတွေကိုကျွန်တော်ကြိုက်တယ် သူမနာကျေးဇူးပါပဲဗျာနှုတ်ပေမဲ့အာရင်မအောင်သေးတဲ့ခြေတိတ်ကိုခန့်ရင်တက္ကသိုလ်တမကကြီးတစ်ခုလုံးဂုံငယ်သွားပဲလိမ့်မယ်ထို့ချင်းတက္ကသိုလ်မှာထုတ်ဝေသောကောလိပ်မဂ္ဂဇင်းနှင့်တမကမှာထုတ်ဝေသောမဂ္ဂဇင်းတို့မှာအပြိုင်ဆိုင်ဖြစ်လေသည်ကောလိပ်မဂ္ဂဇင်းအက်ဒီတာကိုကျောင်းအုပ်ကြီးမစ္စတာစလော့ကိုယ်တိုင်ရွေးချယ်ခန့်ထားလေးရှိသဖြင့်အလိုတော်ဤတန်ပါနေသည်တမကမှာကလူစုလူဘူးတို့၏စုဝေးရာအရက်ဖြစ်၍တော်လှန်စာရေးစာပေများကိုမွေးထုတ်ရာဌာနဖြစ်သည် ထိုနှစ်အဖို့တမကဥက္ကဋ္ဌမှာသခင်နုဖြစ်လေသည်ကိုအောင်စန်းမှာကျွန်တော်နှင့်ရွယ်တူဖြစ်တော်လဲသူကကျွန်တော်ထက်တရန်ပူ၍မြင့်သည်ထို့ကြောင့်သူသည်အက်ဒီတာလုပ်ရန်ကျွန်တော်ကတိုက်တွန်းလေသည်နောက်ဆုံး၌သူကအက်ဒီတာလုပ်၍ကျွန်တော်ကမဂ္ဂဇင်းမန်နေဂျာလုပ်ရန်သဘောတူညီကြသည်တမကမဂ္ဂဇင်းဟုခေါ်တွင်ခြင်းကိုသူကမကြိုက်သဖြင့်နာမည်အစ်စ်ရွေးချယ်ရ၌ကျွန်တော်ကအကြံပေးသည့်အတိုင်းအိုးဝေမဂဇင်းဟူသောအမည်ဖြင့်ထိုနှစ်မှစ၍ထုတ်ဝေခဲ့ကြလေသည် ပိုးဝေမသိစဉ်ပိုအောင်ဆန်းကစပေဝါဒနာပါဤသူများလိုဝိထုများကြပြများရေးခြင်းကြောင့်ကျွန်တော်အာပြောဘူးသည်သို့တော်ကျွန်ဘွားမှလွမြောက်ရေးစိတ်ဓာတ်များအထူးလွှမ်းမိုးနေသူဖြစ်ရကစမ်းသင့်မှုရင်စာပေများကိုရေးသားလေ့ကျင့်ရန်အချိန်မရပဲသမဂ္ဂဤဝါဒထုတ်ပြန်ချက်ကြော်ညာစာတမ်းများကိုရေးရခြင်းဖြင့်အချိန်ကုန်သူဖြစ်သည်အိုးဝေမဂ္ဂဇင်းကို အတူလောက်ကြရရင်အမြဲနီးကပ်စွာတိုင်ပင်နိုင်ကြရန်ကိုအောင်စန်းသည် ကျွန်တော်ဤထမင်းစပွဲသို့ပြောင်းရွှေ့က ထိုချိန်မှကြာ၍ထမင်းအတူတူစားတောက်ခဲ့ကြလေသည်တခင်တန်းထွန်းထမင်းအတူစားကြရာတွင်ကိုအောင်စန်းမှကျွေးသမျှဟင်းနှင့်တင်းတယ်ရောင်ရည်တက်သည်အခြားသူများအတွက်ဘာမှမကြမ်းအောင်အစားကြီးသူမဟုတ်ပေထိုအခါကတခင်တန်းထွန်းသည်ကလားချောင်းတစ်ခု၌ကျောင်းဆရာလုံးလျက်ရှိရာ ထမင်းဝဝမစားရ၍လာတော့မသိကျွန်တော်တို့ဤထမင်းစပွဲသူမကြခဏလာ၍စားတော်ခေါ်တက်လေသည်ထို့သို့ဧည့်သည်များလာသည့်အခါတိုင်းတရုတ်ဆိုင်မှဟင်းများအပူမှားယူက ကျွန်တော်နှင့်ကိုအောင်စန်းတို့ကဝေခွဲ၍တကခံရစမြဲပင်ဖျားလဲပြီးပြည့်ကြီးလဲပြတ်ဟူသောစကားပုံကဲ့သို့ကျွန်တော်တို့နှစ်ဦးတကုတ်ကုတ်လောက်ကင်ခဲ့ကြရာဥွေမဂဇင်းထွက်လာသောအခါတကြောင်လုံးပွက်လောရိုက်လျက်ရာဇဝင်တွင်သော1936ခုတက္ကသိုလ်တပိတ်ကြီးမှောက်သွားတော်၏။ကျောင်းသားအောင်ကြွခြင်းထိုနှစ်က သမကဥက္ကဋ္ဌရာဒူးကိုတခင်နှုရရှိချိန်မှစ၍ဒီနှစ်တော့တပိတ်မှောက်ကြလိမ့်မည်ဟုကျောင်းသားအများပင်ထင်ကြီးပေးခဲ့ကြသည် ကျောင်းပညာနှင့်မျက်နှာပြုဆရာများကိုလည်းအနှစ်နှစ်လလကမုန်းတီးခဲ့ကြရမှပိုနှစ်တွင်ကျောင်းသားအများအုံပွင့်ကရဲရဲဝံ့ဝံ့အတိုက်ခံပြုလုပ်ကြခြင်းဖြစ်သည်သည်။နေချက်တိုက်ဖြည့်ရေးမှနိုင်ငံရေးနေပင်မှကျောင်းသားလောကသို့ကူးဆက်လာသည်။တက္ကသိုလ်၌အလိုတော်ဤကျောင်းသားများကိုအထူးအခွင့်အရေးများပေး၍မျိုးချစ်စိတ်ရှိသောကျောင်းသားများကိုအထူးဖိနှိပ်သောစနစ်မှလည်းတနေ့တခြားဇက်ရဲလာခြင်းဖြစ်ပေသည်။တက္ကသိုလ်ပညာကိုမရမကစီးပူးလို့၏ မိဘများကအထူးချိုးချံထောက်ပို့ခဲ့သောចောင်းသားအချို့ဟာလူပြူစရာအားစာဟုမထူးတော်လဲ၎င်းចောင်းတဲ့ရဲ့မမှန်ဟု၍ဆို၍တော်၎င်းဘာမဟုတ်သောပြစ်ချက်တို့ဖြင့်မတရားအပြစ်ရှာကတစ်ချက်လွတ်ចောင်းထုတ်ခံကြရခြင်းဖြစ်ပေသည်နောက်ဆုံး၌ចောင်းအုပ်ကြီး DJ Slot နှင့်အထူးမြတ်မုံကျိုးသူတခင်နုကိုလည်းစရာများကိုပုတ်ခတ်သောမိန်ကွန်းများကိုပြောသည်ဟုဆိုကចောင်းထုတ်လိုက်ပြန်သည်ထို့ကြောင့်ចောင်းသားများတလှုပ်လှုပ်တရွရွဖြစ်နေခြင်း၌ အိုးဝေမဂဇင်းထွက်ပေါ်လာက DJ slot တို့လူစုအားအပြင်းအထန်စောထဲလိုက်ရာတစ်ချောင်းလုံးစောက်ထိုးမိုးမျောဖြစ်သွားခြင်းဖြစ်လေသည်မှတ်မိသေးသည်အိုးဝေမဂဇင်းမထွက်ခင်တရက်ကကိုအောင်ဆန်းနှင့်ကျွန်တော်တို့သည်စာပုံနှိမ့်တိုက်သူသွားကစာအုပ်များကိုအချိန်မီချုပ်လုပ်ပြီးစီရန်ကလားများကိုချုံမော်လျက်အကူအညီလုပ်ကင်ပေးကြရသည်ယနေ့6နာရီလောက်တွင်အလုံးပြီးစီသည်ထို့ကြောင့်ကျွန်တော်တို့နှစ်ယောက်မှာဝမ်းတာအားရနှင့်မကြုံစဘူးအထူးစိန်ခံက တက္ကစီကားတစီကိုငှား၍စာအုပ်ထုတ်များကိုတင်ဆောင်ပြီးလေနှင်းခံလျက်အကြောင်းသူပြန်ခဲ့ချလေသည်။တမကတိုက်သူမဝင်မီကျွန်တော်တို့နှင့်အလွန်ရင်းနှီးခင်မင်သောအင်္ဂလိပ်စာပါမောက်ကမစ္စတာရုတ်အိမ်သို့ဝင်ကဦးဝေတအုပ်ကိုဥဥဖြားဖြားလက်ဆောင်ပေးကသူ့ထံမှဒီလက်ရည်များကိုတောင်းတောက်ခဲ့ချသည်သည်။ထိုကားပေါ်တွင်မဂဇင်းစာအုပ်များတင်လျက်လေနှင်းခံကလိုက်ပါလာသောကိုအောင်ဆန်းနှင့်ကျွန်တော်က ၊လက်ပံမဂဇင်းထွက်လျင်ဘုံပေါက်ကွဲသလိုတထောင်းလုံးတပြည်လုံးခရက်ရိုက်သွားမည်ကိုလာလာမျှမမျှော်လင့်ခဲ့ပြီ။ပုံမကင်းဆောင်များတင်ဆောင်လာခြင်းမှာအမှန်အားဖြင့်လုံးဝပေါက်ကွဲစေတတ်သောလက်နက်ပုံများခိုးယူတင်ဆောင်လာတဲ့ကဲ့သို့ပင်ဖြစ်လေသည်။ထို့သောကလောင်ဒီဟုသောလက်နက်ဖြင့်ထို့သောပေါက်ကွဲစီမီဆောင်းပါးကိုစီစဉ်ရေးသားလိုက်သောတရားခံဖြစ်သူကျွန်တော်ပင်လင်မိမိ၏လက်နက်ကြောင့်ဤမျှပြင်းထန်စွာပေါက်ကွဲလိမ့်မည်ဟုမထင်ခဲ့မိပေ။ ထိုဆောင်ပါမှာအင်္ဂလိပ်ဘာသာဖြင့်တူတူတုတ်တုတ်အမိဝက်ကရေးလိုက်သောဆောင်ပါဖြစ်သည်ထိုအချိန်ကကျောင်းအုပ်စလော့နှင့်တက်ကမျိုးချစ်ကျောင်းသားများကိုအထူးကြောက်တွန်းနေသောဆရာတဦးအားကျွန်တော်ကငရဲခွေးနှင့်နှိုင်းရှင်ကပပတ်ဆက်ဆက်ဆော်ထဲလိုက်ခြင်းဖြစ်ပေသည်ပောက်ကွဲလိပြီးထိုဆောင်ပါကိုရေးရ၌ကျွန်တော်သည်တက္ကသိုလ်တွင်ရှုပ်ထွေးနေပုံတို့ကိုအတွင်းသည့်တဦးဖြစ်သည့်အလျှကလောင်ရှင်တို့၏ဝတ္တရားအတိုင်းစော်သင့်တော်သူကိုထုတ်ပေါ်ဆုံးမလိုက်ခြင်းဖြစ်ပေသည် ်ညီသူမျှကျွန်တော်အားမြှောက်ပေးခြင်းမရှိပေ။ចောင်းသားနှင့်ဆရာတိုက်ပွဲတွင်သခင်နုနှင့်တကွအများအပြားမျိုးချစ်ចောင်းသား၁၁ဦးတို့မှចောင်းအုပ်ကြီး၏အာဏာပြင်းထန်မှုကြောင့်ចောင်းထွက်ရခြင်းတည်းဟုသောဒဏ်ရာများကိုရရှိလျက်နေလေပြီ။အခြားចောင်းသားများလည်းတဘူကြရင်တဘူတက်လမ်းစဉ်အတိုင်းစစ်ကြေညာလျက်အလှဲ့ကျခြိတက်တိုက်ခိုက်ကြရန်သာရှိတော်သည်။ထို့သောအိုးဝေမဂဇင်းမှတင်သွင်းလိုက်သောဆောင်းမမှာចောင်းអ៊ុជីយងខាន់တွင်နောက်တစ်နေ့តៃမြိုက်စွာបោកွဲលីသည် အယ်ဒီတာဖြစ်သူကိုအောင်စန်းအားမစ္စတာစလော့ကဆင့်ကော်စစ်ဆေးတော်သည် ထိုဆောင်ပွားရေးသားသူကိုအပြင်းထန်အေးအေးယူရမည်ဖြစ်သည်၎င်းအမည်ကိုထုတ်ဖော်ပြောရမည်မပြောလျင်ကိုအောင်စန်းကိုကြောင်းမှထုတ်ပြစ်မည်ဟုစလော့ကဆိုသည်တာနေစဉ်ထုံးစံအရအယ်ဒီတာလို့သူကိုထုတ်ဖော်ပြောခွင့်မရှိသဖြင့်ထုတ်ဖော်မပြောနိုင်လှုပ်ချင်ရလှုပ်ပါဟုကိုအောင်စန်းကပူပြောခဲ့လေသည် ခေါင်ကမိုးမလုံးဆိုတဲ့ကဲ့သို့ ကျောင်းဆရာလုပ်သူများကမတရားလုပ်ခဲ့ကြသဖြင့်ထိုမတရားမှုများကိုပြုပြင်စေရန်ကလောင်ဖြင့်ဒူဒူအားရေးသားတိုက်တန်းခဲ့ရတွင်မတရားမှုဖန်တီးသူများကိုရေးမယူဘဲတိုင်တန်းသူတို့သာအပြစ်ရှာတတ်ခြင်းမှာအာဏာပိုင်တို့၏ထုံးတလေပင်ဖြစ်ပေသည်။ပေါအောင်ဆန်းကိုကျောင်းထုတ်လိုက်သောအခါ၌ကကျောင်းသားများသည်ထိုတလေစိုးကိုကွက်ကွက်ကွင်းကွင်းကြီးသဘောပေါက်ကအထူးလှုပ်လှုပ်ရွရွရမခံမရနိုင်ဖြစ်ကုန်ကြတော့သည်။နောက်တနေ့၌တမကခမ်းမကြီးတွင် မစ္စတာရာရှစ် ကိုထွန်းအောင်နှင့်ကိုအောင်စရှိသောចောင်းသားကောင်းဆောင်များကမိတို့အေးအေးယူတင်ပုံကိုစည်းဝေးဟောပြောကြသောအခါတောင်းလုံးကျုပ်ပြိတ္တများကတပိတ်တပိတ်မှောက်မှောက်ဟုတန်ပြိုင်អော်ကြလျက်အားလုံးပင်တက္ကသိုလ်ကြီးကိုဆွန့်ပစ်ကာရွှေတကုံကုန်းတော်ဘောသို့ပြောင်းရွှေတပိတ်မှောက်ခဲ့ကြသည်မှာရာဇဝင်၌စာတင်ပြီးဖြစ်၍အထူးရေးရန်မလိုတော့မီအပြောနှင့်အရေးထိုအချိန်၌တခင်နုရာရှ်ကိုအောင်ဆန်းစသောចောင်းသားကောင်းဆောင်များက တပိတ်မှောက်ရန်ကြိတ်၍ကျိုးဆွဲခြေထိုးစီမံကြသည်ဟုဆွဆွဲခြင်းကိုခံခဲ့ရသည်။သို့သောအမှန်အားဖြင့်ကျွန်တော်တို့ချင်းချင်းဘာမှတိုင်ဝင်ခြင်းမရှိခဲ့ပါ။တောင်သားကောင်းဆောင်တိုင်းမိမိတို့၏တာဝန်များကိုခက်အေးအေးနှင့်မကြောက်မရွံ့ဆောင်ရွက်ကြရတယ်။အခြေအနေမှာလည်းအလိုလိုပင်တဆင်ပြီးတဆင်ကျွန်တော်တို့ဘက်မှအရေးတာတွေဖြစ်ပေါ်လာခဲ့လေသည်။ရာရှစ်စသောကြံတမကကောင်းဆောင်များကလည်းတာဝန်အတိုင်းတောင်သားသူကြီးထံသို့ထူပြဒနာကိုဆုံးဖြတ်ကြရန်ရှင်းလင်းစွာတင်ပြခဲ့သည်။ တောင်သားသူကြီးကလည်းအထီးရောက်ဆုံးဖြစ်သောတပိတ်လန်းစဉ်ကိုချက်ချင်းစွန်စားဆုံးဖြတ်ကတက္ကသိုလ်မှထွက်ခဲ့ကြသည်ကျွန်တော်မှတ်မိသလောက်ထိုမြအပူတမင်းအရေးကြီးလာသောရက်အနည်းငယ်အတွင်း၌ပူအောင်ဆန်းသည်ကျွန်တော်အားထိုရေးတော်ပုံကြီးနှင့်ပတ်သက်၍အေးဆေးနေပါဟုသောစကားတခွန်းသာပြောဘူးလေသည်ကျွန်တော်တို့အချင်းချင်းထိုထက်နိုင်နေရှုပ်ထွေးလာသောစည်းဝါးရိုက်မှုစက်ပုံးခုံးမှုဘာမှမရှိခဲ့ပါ ဤမျှရှင်းလင်းပြတ်သားစွာခက်အေးအေးနှင့်တစ်ခုပြီးတစ်ခုအလိုကျဖြစ်မြောက်သွားသောကိစ္စမျိုးကိုယခုတိုင်လည်းတစ်ခါမျှမတွေ့ကြုံဘူးပါ။အကတူ၌အတူစားအတူသွားအတူတူတိုက်ပွဲဆင်လျက်လေးနှစ်ကြာမျှကိုအောင်စန်းနှင့်ပေါင်းသင်းနေထိုင်ရတယ်။ကျွန်တော်သည်အောက်ပါအဖြစ်ပြက်ကလေးများကိုသတိရမိပြီ။ကိုအောင်စန်း၏စိတ်သက်ကိုအောင်စန်းကစိတ်တူတက်သည်အပြောဆိုမလိမ်မာသည်ဖြင့်ဓာတ်တည်သောတမကရဲပေါ်များမှ အပသူ့အဖို့မိတ်ဆွေများများမရှိလေ။ တမကား၌လည်းသူနှင့်ဘူးမကြသူများဟု၍မရှိချေတခါကသူတကုံတပိစကမ်းမှအပြန်တွင်ထိုနှစ်အတွက်သူ့မှာတခြားအလုပ်ကိစ္စများရှိနေသဖြင့်သူလုံရန်ရှိသော အလုပ်များကိုကျွန်တော်ကလုံးဝတာဝန်ယူရန်လွယ်အပ်လေပြီကျွန်တော်ကလည်းထိုနှစ်အဖို့အိုးဝေအက်ဒီတာအဖြစ်တာဝန်ယူပြီးဖြစ်၍နောက်ထပ်လက်မခံနိုင်ကြောင်းပြောတော့အခါရှူးရှူးရှဲရှဲလုပ်သဖြင့်ထပ်တက်ကြရန်ဟန့်ပြင်လေပြီအခြားမူဆောင်များကဝိုင်းဝန်းဖြန့်ဖြေးသဖြင့်ပြီးသွားသည် ထိုနေ့ညနေ၌ကျွန်တော်အခန်းသို့သူရောက်လာပါသူကစိတ်မကောင်းဖြစ်နေသဖြင့်လွန်ကျူးမိကြောင်းကိုဝင်ချတောင်းပန်လေသည်သူကမတောင်းပန်ခင်လဲကျွန်တော်ကအကြောင်းတည်ခြင်းဖြစ်၍ခြေနှက်ပြီးဖြစ်လေသည်သို့တော့သူကကလေးတစ်ဖွဲဖြူစင်သောစိတ်ဓာတ်နှင့်မိမိမှားသည့်ကိုသိရှိချိန်၌အကျွေးမထားဘဲမာမာနများကိုလုံးဝပယ်ဖျောက်ကာချက်ချင်းဖွင့်ဟပြောဆိုသည်ကိုကျွန်တော်ဝမ်းမြောက်စွာနှင့်မှတ်သားမိပါသည်ဤကားကိုအောင်ဆိုင်ချီကျူးပွဲအချက်ကြီးတည့်ရပေသည် ်ထိုနှစ်ကမစ္စတာရာရှစ်သည်တမကအဖြစ်နှင့်ဆောင်ရွက်ရာတွင်၎င်းကိုကလားဖြစ်၍မလိုမုံထားအဖြစ်အပြစ်ရှာသူများပေါ်များခဲ့လေသည်တခါကစီဝေးပွဲတစ်ခုတွင်ရာရှစ်အားအယုံကြည်မရှိဆိုတင်သွင်းရန်စီစဉ်ကြသည်ကိုကျွန်တော်ကကြိုတင်ကြသည်ရသည်ထိုအချိန်၌အခြားသောတပိတ်ရဲဘော်ចောင်းသားကောင်းဆောင်တို့လည်းနေထွက်နေကြသည်ကိုအောင်စန်းမှလည်းဖျားနေ၍စေုံတက်နေသည်ကျွန်တော်ကလည်းအေးသမားဖြစ်ပြီးစကားမပြောတတ်၍ထိုစည်းဝေးပွဲတွင်ဝင်ရောက်ပြောဆိုရန်မဖြစ်နိုင် ို့ကြောင့်နောက်ဆုံးတွင်ဈေးရုံတွင်ငှက်ပြားနှင့်ငှက်ပြားတိုးနေသောကိုအောင်စန်းထံသို့တွားရောက်ကကို့လူထပါအောင်ခမည်းမရှိရင်မဖြစ်ဘူးဟုဆိုကဈေးရုံမှတမကအထိဖတ်တွဲ၏ခေါ်ဆောင်ခဲ့ရလေသည်တမကလက်ဖက်ရည်ဆိုင်ခန်းသို့ရောက်သည်နှင့်ကွီနိုင်းနှင့်လက်ဖက်ရည်အနှင်းငယ်ကိုတိုက်ကဒီဝေရခမ်းမကြီးတို့တွဲယူတက်ခဲ့ရသည်ထို့နေ့ဖို့ကိုအောင်စန်းမှနေမကောင်းတော့လဲရရှိဤကောင်းသောအချက်များကိုဖော်ထုတ်၍အထူးလေးနက်စွာပြောဆိုရတွင် အတိုက်ခံလူစုက၎င်းတို့အစိုးကိုရုတ်သိမ်းသွားကြရလေသည်ကိုအောင်စန်းသည်ရဲဘော်လူကောင်းများအတွက်မရင်မရိုင်းထောက်ခံကူညီတတ်ခြင်းမိမိစံမာရေးကိုဂရုမစိုက်ပဲတာဝန်ဆောင်ရွက်ခြင်းတို့မှာចောင်းသားဘဝ၌ပင်ထင်ရှားခဲ့လေသည်တောင်းမကြိုးလို့ရရှိ၏ဥက္ကဋ္ဌတက်တန်းကုံဆုံးခဲ့ပြီးနောက်ဥက္ကဋ္ဌတည်ရွေးချယ်ရန်အချိန်ကျရောက်ခဲ့ရတွင်ဒုတိယဥက္ကဋ္ဌဖြစ်သူကိုအောင်စန်းကိုပုံစံအတိုင်းတင်မြှောက်ကြရန်ပင်ဖြစ်လေသည် သို့တော့ထိုချိန်၌သူအားမှုကြောင့်ဖွဲ၌ထောက်ခံသူမှာကျွန်တော်တယောက်သာရှိတော်သည်အဘယ်ကြောင့်ဆိုတော့သူအားတောင်မကျိုးသူဖြစ်၍သူရသည်ရထိုင်သောနေရာတွင် ကိုပါချန်းယခုဝင်ကြီးအားရွေးချယ်တင်မြှောက်လိုက်သည်ဦးထွန်းအောင်ကိုလှရွှေကိုသိန်းအောင်ကိုပါဟင်းစသည်တို့ကသူအားတစ်နှစ်လောက်ဆောင်ဆိုင်၍ပေါင်းသင်းဆက်ဆံရေးလေ့လာရန်ပြောဆိုခဲ့ကြလေသည်ကိုအောင်ဆန်းသည်တငယ်ချင်းများ၏ဆုံးမချက်ကိုဘာမှပြန်မပြောဘဲစီကန်းတေဝတ်စွာကြိုးစားလိုက်လာခဲ့သည် နောက်တစ်နှစ်တွင်ထို့သို့အများကြီးစံတော်ကိုမသွေးမဖယ်လိုက်နာတတ်သောအရေးချင်းကိုအထူးထုတ်ပေါ်ချီးကျူးကကိုအောင်ဆန်းကိုအားလုံးကဥက္ကဋ္ဌဖြင့်ရွေးချယ်လိုက်ကြသည်နိုင်ငံရေးသို့ထို့နှစ်တွင်တညက်နေတွင်ကိုအောင်ဆန်းနှင့်ကျွန်တော်သည်တထုံကျောင်းဆောင်ရှိ၌လမ်းလျှောက်လျက်ရှိကြခြင်းသူကရုတ်တရက်ခုလူကိုတော့သွားတော့မယ်ကျောင်းထွက်ပြီးနိုင်ငံရေးတဲ့ကိုခြေစုံပြစ်ဝင်တော့မယ်ဟုပြော၍တခင်ပါတီတို့ဝင်ကတကယ့်တိုက်ပွဲများတွင်ဝင်နှဲတော့မည်ဖြစ်ကြောင်းကိုပြောလေသည် သူကထို့တို့ပြောပြနေစဉ်ကျွန်တော်သည် အထူးဝမ်းလဲလာပါသည်ကျွန်တော်တို့တငယ်ချင်းများ၄နှစ်ကြာမျှဥမကွဲတိုင်းမပြတ်နေထိုင်၍အလုံးလုံးခဲ့ကြသည်မှာကဘာကလေးတစ်ခုကဲ့သို့မှတ်ထင်ကထိုကဘာသည်မိသည့်အခါမှပြက်မည်မဟုတ်ဟုလည်းမှတ်ထင်ထားခဲ့သည်ထို့သောအချိန်တွင်ကုံမှန်းမသည့်ကုံဆုံးခဲ့၍ကိုအောင်ဆန်းကဒီအောင်ပြီးသည့်နောက်ကျွန်တော်အဖို့မှလည်းထိုနှစ်မှနောက်ဆုံးနှစ်ပင်ဖြစ်ကြောင်းကိုသတိရလေတော့သည်ကျွန်တော်တို့နှစ်ဦးချင်းနှိခင်မင်စွာသွားတူလာတူနေထိုင်ခဲ့ကြသော လေးနှစ်ရာသီခေတ်ကလေးကကုန်ဆုံးခဲ့လိမ့်မည်။လောကတွင်အပျော်ဆုံးအရွံ့ဆုံးအယူဆုံးအမိုက်ဆုံးဖြစ်သောကျောင်းသားဘဝကဆုံးခန်းတိုင်ခဲ့လိမ့်မည်။ကျွန်တော်သည်စိတ်ဓာတ်မုံမြက်စွာတိုင်းပြည်အတွက်စွန့်စားရန်အထိတ်ထံကိုစီးကျူးမိတော်လဲသူ့အတွက်စိုးရိမ်မကင်းရှိမိပုံကိုပြောပြသည်။နိုင်ငံရေးလောကဟာတိတ်ပြီးရှုပ်တယ်ဆိုးတယ်ဒီမှာဆိုရင်ကျွန်တော်တို့အချင်းချင်းခင်ဗျားကိုနားလေတယ်။စဆရရတငယ်ချင်းတွေနဲ့ခင်မင်ယူရရှိကြတယ် နိုင်ငံရေးတဲ့ကိုခြေစုံပြစ်ဝင်ရင်ခြေထိုးတာ၏ကြမ်းတမ်းယုံမာတာ၏နဲ့တွေ့ပြီးနေရာတကာခမရပဲဒုက္ခရောက်စရာတွေများတယ်ဗျခမရကလည်းငယ်လေငယ်သေးတယ်ကျွန်တော်ကပြောမိလေသည်ကိုကျုပ်ကစီးစာခြင်းကောင်းကင်ကိုမော်ကြည့်လျက်အမေအတွက်လည်းဘာမှကျေးဇူးမဆက်ရသေးဘူးလက်ကစားလုံးဖို့လည်းစိတ်ရှိတော်ဦးဘာပဲဖြစ်ဖြစ်လေတွားရမယ့်လမ်းကိုတွားရမှာပဲဟုလွမ်းစိတ်နဲ့အတိတ်ထံများရောပြောင်းလာအပန်းမမနဲ့ပြောလေသည်တွားတော့မယ်ဟုသူကပြောလိုက်သဖြင့် ကျွန်တော်အဖို့ထိုတမကကဘာလေးနဲ့တကွတူတောင်းလှသောတက္ကသိုလ်ကျောင်းသားခစ်ကလေးကိုကားလေးချလိုက်တဲ့တကယ်တော့ဖြစ်သွားခဲ့လေသည်ယေຊုတမအရှင်